လူတွေသတိမထားမိကြတဲ့စီးကြိုကြောင့်ငငယ်လေးနဲ့အသက်ပေးလိုက်ရတဲ့ကလေးမလေးယနေ့ခေတ်မှာယောဂဘောင်းဆောင်ကအမည်တက်လို့မရအောင်ထိထူပြောနေသလိုလူသက်တမ်းတွေကလည်းတနေ့တခြားတိုးလာခဲ့ပါတယ်ဒီခေတ်မှာတော်ရွံသက်တမ်းတိုးလာလောက်ကတော့ပုံမှန်ဆိုပေမဲ့လူလားတော့မမြောက်သေးတဲ့အရွယ်မှာသက်တမ်းဆုံးရှုံးသွားရတာကတော့ထိတ်လန့်ဝမ်းနည်းစရာကောင်းပါတယ်မကြသေးခင်ကမှခုနှစ်နှစ်အရွယ်သမီးလေးတယောက်စီးကြိုကြောင့်ကြောက်ကပ်ကိုထိကာလူလောကကနေထွက်ခွာသွားရတဲ့သတင်းကိုယနေ့ဖွယ်ကြားခဲ့ရပါတယ်ကလေးမလေးခင်ဗျာယောဂဝေဒနာတွေကိုအရွယ်နဲ့မမြောက်အောင်ခံစားသွားရပုံကကြီးမ ေ့သူရန်ကိုဂိယုနာသက်စီရပါတယ်။ဒီတနားစရာကလေးမလီကအော်တိုဘာလ9ရက်နေ့မှာဆုံးဖသွားတာဖြစ်ပြီးစီးချို900ကျော်အထိတောင်တက်ခဲ့တယ်လို့သိရပါတယ်။အသက်ငယ်ငယ်လေးနဲ့စီးချို့ဖြစ်တယ်ဆိုတော့မိဘမျိုးရိုးလိုက်တဲ့မွေးရပါစီးချို့ယောဂရှိနေလို့လားလို့ထင်နိုင်ပါတယ်။ တကယ်တော့အဲ့ဒီကလေးမလေးကမျိုးရိုးကြောင့်စီးချိုယောဂရတာမဟုတ်ဖဲတခြားတပ်ပဝင်မှုမြင့်မာတဲ့အချိုရည်တွေ ready made တွေကိုအလွန်ကျွန်းစားရင်ကနေအခုလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်အချိုရည်တွေအများစုကတော့တခြားတပ်တွေ chemical တွေပဝင်တာမှန်ပေမဲ့အခုလက်တော်လူငယ်တွေဈာရဲမှာရေပန်းစားနေတဲ့ energy drink တို့လိုအချိုရည်တွေကတခြားတပ်ပဝင်မှုများပြားပြီးတန်ဆေးလွန်ပေးဖြစ်နိုင်ပါတယ်နော်တချို့ကလေးတွေဆိုရင် energy drink တွေအတော့များကစီးချိုယောဂရပြီး insulin နဲ့တောင်အသက်ဆက်နေရတယ်လို့သိရတယ်ရှင်စီးချိုယောဂဆိုတာကတတိပိုင်းနေမှာပဲအဖြစ်များလာဖြစ်တဲ့ တွက်ကလေးတွေမှာပါဖြစ်လာပြီဆိုရင်တော့မျိုးရိုးကြောင့်မဟုတ်ရင်တေချာပေါက်အစားတောက်တွေကြောင့်ပဲဖြစ်မှာပါ။ဒါကြောင့်ကလေးမိဘတွေအနေနဲ့ကိုယ်ကလေးကိုတရုတ်ထုံမုတ်တွေအချိုရည်တွေကိုတန်ဆေးလွန်ပေးမဖြစ်စေဖို့ကြက်မှတ်တင်ပါတယ်ရှင်။ကလေးတွေတင်မကပေါ့ဘူးနော်။အရွယ်ရောက်ပြီးသားလူငယ်တွေမှာလည်းနမဲကြီးအချိုရည်တွေကိုတနေ့တဘူးသုံးမဟုတ်နှစ်ဘူးမှမတောက်ရရင်မနေနိုင်တဲ့သူတွေရှိနေတာကြောင့်ဒီကလေးမလေးရဲ့အဖြစ်ပျက်ကိုကြည့်ကဆင်ခြင်နိုင်ကြဖို့လိုအပ်နေပါပြီ။အသက်ကိုညံဆောင်တာမလို့ခဏတာခံစားရမယ့်ရှာဘော်ကအရသာလေးတစ်ခုအတွက်ကိုယ့်အသက်ကိုမစရေဖြစ်တဲ့ကြောင်းသတိပေးလိုက်ပါစေနော်။ ်ခြေရပိတ်သက်များအလုံးကိုကျေးဇူးတင်ပါတယ်။ဘေးအရာမမစိုးတန်ဆေးလွန်ပြီးတဘောရှိတတ်ကြောင်းတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါရဲ့နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။